ဒီစာအုပ်လေးရဲ့ကောင်းစင်ကတော့သမီးလေးလှုပ်ထွက်တယ်တဲ့စာအုပ်ရဲ့မျက်နှာဖုံးမှာတော့သမီးလေးကိုဖဖေနဲ့မေဘေးကတစ်ဖက်တစ်ချက်လက်တွဲပြီးကျောင်းကိုလိုက်ပုံနေတဲ့ပုံလေးပါဖဖေကအင်ဂျီလက်ရှိအဖြူကွက်အစိုးအပြာကွက်ကိုပွတ်ထားပါတယ်မေမေကတော့အင်ဂျီအပြာလက်ရှိနဲ့ထမိန်အဝါအပွင့်လေးကိုပွတ်ထားပါတယ်ဖေဖေနဲ့မေမေတို့ရဲ့အလဲမှာခြေထောက်လေးတွေမတန်မုံရတဲ့မိမိလေးက စကတ်စိမ်းအင်းကြီးဖြူအနှွေးတွေပန်းရောင်နဲ့လွယ်အိတ်အနီရောင်လေးကိုလွှဲထားပါတယ်။စပင်ကိုလည်းစက်တောင်စီလေးစီးထားတယ်။ဆံမျက်နှာတင်သမီးလေးကအရှုံးမပင်စိတ်နဲ့မကြပဲသူ့နဲ့ဘဝတူတငယ်ချင်းတွေကိုနမူနာထားပြပြီးမတန်မီမဲ့စွမ်းပါတယ်လို့ပြောနေတဲ့ပုံလေးပါ။သမီးလေးရဲ့ပုံကိုဆာရွက်ရဲ့အလယ်မှာဆွဲထားပြီး အင်ဂျီအဝါရောင်နဲ့ထမိန်အစိမ့်လေးဝတ်ထားပါတယ်။သမီးလေးရဲ့ဘေးပတ်လည်မှာတော့လက်ကလေးတစ်ဖက်ပဲရှိတဲ့သမီးလေးညံရီမမှီတဲ့ตาလေးခြေလက်လေးတွေမတန်တဲ့ตาလေးနားမကျတဲ့ตาလေးမျက်စိမမြင်တဲ့သမီးလေးနဲ့ဂျိုင်းတောင်တဲ့ตาငယ်လေးတို့ရှိနေပါတယ်။သူတို့အားလုံးဟာဘေးကအကူအညီမပါဘဲတယောက်တည်းသွားလာနေကြတယ်။ ့လိုမတန်ဆွမ်းသူတွေဟာမတန်မိမဲ့ဆွမ်းပါလေကြည်စမ်းပါအုံးစမ်းတင်တာနဲ့အဲ့ရဲ့အပြင်ဘက်မှာပေါ့ပုံလေးထဲမှာတော့အင်းကြီးအဝါနဲ့ခေါင်းမီအစိမ်းလေးဝတ်ထားတဲ့မတန်ဆွမ်းတဲ့တမင်းငယ်လေးသွားတိုင်နေတာပါအင်းကြီးပန်းရောင်အပွင့်လေးတွေဝတ်ထားတဲ့သူ့မိမိကသွားဘယ်လိုတိုက်ရမလဲဆိုတာကိုတင်ပြပေးနေတာလေး မမေတင်ပြထားတော့သွားကောင်းကောင်းတိုက်တတ်ပြီတော့စမ်းမျက်နာတော့ပုံလေးထဲမှာတော့သမီးငယ်လေးကမိဖို့ကြောင့်လဲမှာ သူ့မိမေအသီးအရွက်တွေဆေးကြောနေတာကိုပူဆေးပေးနေတာပါမမေကိုလည်းဝင်ကူမယ်သမီးလှုပ်ပေးနိုင်ပါလေစမ်းမျက်နာလေးဒီတစ်ခါမှာတော့သမီးလေးကသူ့တငယ်ချင်းနဲ့မုံလက်ကောက်တွေစားနေကြတယ် ဒီကနိုင်ရံမှာတော့ဖိုးဝါရုပ်ပုံပါတဲ့ဝါလုံးပုံလေးချိတ်ထားတယ်။သမီးလေးကမုံလက်ကောက်လေးကိုကင်ပြီးဝါလုံးပုံပစည်းကားကိုလက်ညှိုးထိုးပြနေတာ။ပြီးတော့ပြောသေးတယ်။မုံလက်ကောက်ကိုကိုက်ပြီးမှောက်လိုက်ရင်ကားငယ်နဲ့တူတယ်။ဘေးလိုက်ထားရင်ငားနဲ့တူတယ်။ငားကိုပြောင်းပြန်လှန်လိုက်တော့တစ်နဲ့တူတယ်တဲ့။သူတို့နှစ်ယောက်ရဲ့ဘေးမှာတော့တစ်ပုံစံ၊ကားငယ်ပုံစံနဲ့ငားပုံစံမုံလက်ကောက်လေးတွေရှိနေတယ်လေ။ မုန်းလကောက်လေးစားလိုက်တယ်ဟောလိုဟောလို깟လိုက်မယ်မောင်ရင်ကငယ်ပေးတိုင်းကရောင်းမြန်လှန်တော့တစ်ကိုရစံမျက်နှာကပုံထဲမှာသမီးငယ်လေးဟာစစ်သားတုံးလေးလေးရဲ့အကူအညီနဲ့လမ်းလျှောက်ဖို့စူးစမ်းနေတဲ့ပုံလေးပါဘေးမှာမမေရလဲထိုင်ပြီးသမီးလေးလမ်းလျှောက်နေတာကိုအားပေးလို့လက်ခုပ်လေးတီးနေပါတယ် သမီးလမ်းလျှောက်တက်ခြင်းနဲ့တွန်းလဲလေးနဲ့ဖေးကူကွဲစာမျက်နှာ6သမီးလေးကတွန်းလဲလေးနဲ့လမ်းလျှောက်ရုံနဲ့မကဘူးခြံထဲမှာခင်းတင်ပြီးခူးနေတဲ့ဖေဖေဟိုတောင်းကူညီပြီးခူးပေးနေသေးတာသူတို့အိမ်ဘေးခြံဝင်းထဲမှာပေါ့ဖေဖေကအပြာရောင်စွတ်ကျဲနဲ့အညိုရောင်ပစိုးအကွက်ကိုဝစ်ထားပြီးချင်းလေးကိုကင်ထားတယ်လေ ဖဖေကခရမ်းကျင်သေးတွေကိုခူးပြီးခြေနှောင်းထဲထည့်။သမီးလေးကလည်းကူညီနေတာပေါ့။ခရမ်းကျင်သေးခူးကြမယ်ဖဖေနဲ့အတူကွယ်။စာမျက်နှာခုနဲ့။ဟာဒီတစ်ခါမှာတော့ပပိုးကြီးပါပါလာပြီ။အင်ဂျီမိကိုရောင်ကိုအစိုးရောင်စုံအခွက်နဲ့ဝစ်ဆင်ထားတဲ့ပပိုးကြီးကစတုံးနဲ့ကားမောင်းလေးပေါင်းထားသေးတယ်။ပပိုးကြီးကပကြီးဆရာကြီးပဲ။ တကြီးကားကိုတောက်တိုင်မှာတင်ပြီးလက်တစ်ဖက်ကဆေးရောင်စုံခွက်ကိုကိုင်းနောက်တစ်ဖက်ကစုပ်တံကိုကိုင်းပြီးတောတောင်တဘာဝရှုခင်းပုံကိုအပြင်းပြင်းဆွဲနေတာဒီတော့ဘာရမလဲသမီးလေးလေးကျဲမြင့်ပေါ်မှာဝေယားမောက်ပြီးစာရွက်လေးပေါ်မှာနဘန်းဆန်စီးထားတဲ့ခလေးပုံပကြီးလေးဆွဲရတာပေါ့ပပိုးကြီးကပုံဆွဲပြသမီးလိုက်ဆွဲတာလှမလှဆမ်းမျက်နှာရှင် စူးစားတင်ယူရတဲ့တမိလေးဟာအခုတခါမှလဲအပြာရောင်အင်းကြီးထမိန်အနီဝါးကြားလေးဝတ်ထားတဲ့မမနဲ့အတူတူတစ်သားရင်လေးစောက်ဖို့စူးစားနေတယ်တစ်သားရုံးလေးတွေကတော့အကြီးအသေးလေးရောင်ပုံတရီကန်ပုံအခုံးလေးတွေအလုံးလေးတွေစုံးနေတာပဲတစ်သားရုံးအကြီးတွေပေါ့အသေးလေးတွေတင်းပြီးမမနဲ့တမိလေးရအတူတူအိမ်ဆောင်နေကြတာပေါ့မမရဲ့နောက်မှာ ုံးကူကြီးတစ်ခုရှိနေတယ်တစ်သားတော်နေထဲဖို့ထင်ပါရဲ့သမီးတို့တူတူအိမ်ဆောက်မဲ့အတုံးကြီးသေးစင်ကြတယ်စာမျက်နှာကိုအိမ်ဆောက်တိုင်းကစားပြီးသွားပြီဆိုတော့တစ်သားတော်လေးတွေကို စနစ်တကျပြန်တန်းရမယ်လေဒီတော့လိန်မာတဲ့သမီးလေးရသူကစားထားတဲ့တစ်သားတော်လေးတွေကိုမမနဲ့အတူတူပုံးကွန်ကြီးတဲ့ကိုပြန်သိမ်းနေတာပေါ့ ။ဇာပြီးရင်ပြန်သိမ့်မယ်သိမ့်မို့ဘုံကဒီမှာကွယ်။စာမျက်နှာ၃၀သမီးလေးစာရေးတဲ့အချိန်ရောက်ပါပြီ။သမီးလေးကသူ့ထုံးစံအတိုင်းပေါ့ရလေးအိပ်ပြီးစာရေးနေတာ။လက်ထဲမှာတော့ခဲခံရီကိုကိုင်းလို့စာအုပ်လေးထဲမှာကာကြီးခါခွေးပုံလေးတွေကိုတွေ့နေရတယ်။ခဲရန်ကြီးကိုစုတ်ကင်ကသမီးစာရေးမှာ လက်မလက်ချောင်းညက်ကင်ထားကကြီးခခွေရေးပါလားစာမျက်နှာဆက်တယ်ဖေဖေကလက်မထောင်ပြပြီးသမီးလေးကိုချီးကျူးနေတဲ့ပုံလေးပါသမီးလေးကတော့ပျော်လုံးလို့ရီမောနေလေရဲ့ပြုံးနေလိုက်တာမျက်စိလေးမှိတ်ပြီးပါးစပ်လေးကိုပြဲလို့လက်မထောင်ပြဖေဖေကသမီးလေးကသဘောကျစာမျက်နှာဆက်နေစာအုပ်လေးရဲ့နောက်ဆုံးပုံမှာတော့ တမင်းငယ်လေးကသူ့အိမ်မှာဝတ်တဲ့အဝတ်အစားနဲ့မဟုတ်တော့ဘူးနော်။အင်ဂျီဖြူစကတ်အစိမ်းလေးနဲ့လွယ်အိတ်အနီလေးကိုဆလွယ်တိုင်းလို့စက်တောင်စည်းလေးကတော့ထုံးစံတိုင်းစီးထားတယ်။ဖေဖေနဲ့မေမေတွဲကူထားတဲ့အလယ်မှာပျော်ပျော်ရွှင်ရွှင်မျက်နှာလေးနဲ့ကြောင်တက်ဖို့လာနေတဲ့တမင်းငယ်လေးပေါ့။ကြောင်တက်ရမယ့်အချိန်ရောက်ရင်သွားလိုက်တော့မယ်ပျော်ပျော်ရွှင်ဖေနဲ့မေကကူတဲ့အားကြောင်သွားခြင်းနဲ့စိတ်တည်များ